ဒေါ်လာမျိုးတွေအလုံးပဲငလင်ဘေးနဲ့မေးဘေးတာမှမြန်သွန်းကင်းဝေးကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြစ်ရိုးရှင် channel လေးရဲ့ပြန်နေကြိုးလိုက်ပါရစေ။ဗီဒီယိုလေး reaction မလို့ topic မှာတော့ယနေ့မေလ6ရက်နေ့အောက်ကြာနေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချင်းဖော်ပြပြန်ဖြစ်တဲ့ဒေါ်လာမျိုးတွေအလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့တောင်းဆိုလိုက်ပါရစေ။ပထမဆုံးအနေနဲ့ကတော့မေအောင်နိုင်တကောရရှားကိုတွားတဲ့ချိန်မှာဘောမတစ်စိုက်ကပျော်ကြတာပေါ့ဗျာ။သူရဲ့အဘဟိုရရှားကနေပြီးတော့ဖိတ်တယ်ဆိုပြီးတော့ ဒါပေမဲ့ဟိုကခွေးလိုဆက်ဆံလိုက်တာကိုသိရတဲ့ခါမှာတော့တော်တော်လေးဥမာကြေကွေးနေကြတွေ့ပါတယ်။ခြားနိုင်ငံခေါင်းဆောင်တွေလိုင်းကြိုဆိုတဲ့ပုံနဲ့မင်းအောင်နိုင်နဲ့ကျူကျူခေါ်လို့လာတာကိုကြိုဆိုတဲ့ပုံမှာလုံးဝကွာခြားနေရဲဆိုပြီးတော့လည်းဘောမတိုက်ကန်နေပြီးတော့ပောက်ကွဲလောင်ကျွမ်းနေအောင်တွေ့ရပါတယ်။ဘလူတွေကွာခြားတဲ့ဆိုတာကတော့ဒီဗီဒီယိုလေးမှာလည်းပါပါဗျာ။ ခွေကခွေခွေကခွေခွေချင်းခွေချင်းခွေလုံးလုံးတော့ဟေးဒါပေမဲ့ခွေကခွေခွေကခွေချင်းတဲ့ချဖို့ချင်းတဲ့ ဲဒါလေးကတော့မင်းအောင်လိုက်ကိုကျူစွတဲ့ပုံစံဖြစ်ပါတယ်ရုရှားနိုင်ငံကရင်ပြီးတော့ဝင်ရမ်းပြီးဝင်ရမ်းပြီးချင်းဘူးကျူစွတာတကြောင်တို့ကြောင့်အနေနဲ့မင်းအောင်နိုင်နဲ့မြန်မာနိုင်ငံကဘာဒီများပေးထားလဲဆိုတာကတော့အားလုံးမသိနိုင်သေးတဲ့အတွက်ဘလောက်ထိတော့ရုရှားကရထားလဲခွင့်ရည်ယူထားလဲဆိုတာကိုမသိနိုင်သေးတာဖြစ်တဲ့အတွက်အဲ့ဒါတွေရထားလို့ကျူစွတာတကြောင်ပါဗျာဒါပေမဲ့လေရုပ်နိုင်ငံကလာတဲ့သမရကိုလူမျိုးကျူစွလဲဆိုတာကတော့ပြီးပြီးတော့ဘောမတစ်တိုက်လောင်ကျွမ်းခဲ့ရတာပေါ့ဗျာ ဲဒါကတော့ကော်စောအနေနဲ့ကျူဆူခြင်းလို့ခေါ်ပါတယ်။လုံးဝကူမှာပဲစင်တန်းမိတဲ့မေစုတုံးကတူဆူခဲ့ကြတယ်လို့ပေါ့ဗျာ။နိုင်ငံတော်ချင်းမှာဒီဆိုပြီးတော့ကျူဆူရတဲ့နေသားတစ်ခုပါ။ ားလုံးပဲဒါကိုကြည့်ပြီးတော့ဘောမတိုက်ကြတော့သူတို့အဖနဲ့ကျူကျူခေါ်ကိုပေါ်စောအနေနဲ့မကြိုဆိုလို့ဆိုပြီးတော့တင်းနေပါသေးတယ်။အင်းမေညာနဲ့မင်းတို့ဘွားကဝယံပြေးဆိုတာတီထားဖို့လိုတယ်။ကျွတ်မင်းကိုသွားချီမြောက်တဲ့ပုံကတော့ကျွတ်တွင်းနေအောင်ထွက်နိုင်မှာမလားမသိဘူး။ ရီတိုင်းမှာစစ်ကောင်စီရဲ့အကြီးစားစီးပွားရေးတောက်တိုင်တွေရှိရဲလို့တော်လိုင်းတက်တွေကနေပြီးတော့ထုတ်ဖော်ပြောကြားလိုက်ပါတယ်။စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့ပူးပေါင်းကောင်ထယ်ဖော်မဲ့အဝယ်ရင်နဲ့စိတ်ကန်းဒီတနင်္လာရီတိုင်းရေပြူမြို့နယ်မှာရှိတာဖြစ်ပါတယ်။အဝယ်ရင်နဲ့စိတ်ကန်းလုံခြုံရေးတွက်ဦးဆိုကစစ်ကောင်စီဘက်ကတော်လိုင်းအင်အားစုတွေကိုနေပြည်ရှင်းလင်းမှုများလုပ်နေပြီးတော်လိုင်းတပ်များဘက်ကလည်းပျောက်ကြားတိုက်ခိုက်မှုတွေလုပ်ဆောင်နေကြောင်းသိရပါတယ်။မြို့သားညွေးဆိုရဲ့အန်ယူဂျီကာကွယ်ဝင်ကြီးဌာနလက်အောက်ခံအမှတ်33ပြူဟာ ရေဖြူမြို့နယ်မှာအခြားသောတော်လိုင်းတပြားနဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။ရဝယ်ရင်နဲ့စေကန်းရှိရာရေဖြူမြို့နယ်ကစစ်ရေးချီနေပေါင်းဝင်နှင်းသားရီတိုင်းတဲ့ကစစ်ကောင်စီတက်ချီနေနဲ့တော်လိုင်းတပြားကြားမဟာမိတ်ဆက်ဆံရေးချီနေပုံမူတည်နေရာ NUG ရဲ့ဗျူဟာတုံးတုံးစစ်စင်မှုဖြစ်သူရဲဘော်စိုးတောက်ကိုမိမြန်ထတာလေးကိုပြန်လေဝင်မြပြလိုက်ချင်းဖြစ်ပါတယ်။ဟိုဒီတနေ့တည်းတိုက်ပေါ့နော်။အမှန်ပါလေနိုင်မြွေမှာစီရေးအခြေရတော့ကျွန်တော်တို့ပို့ပြီးတော့ဆိုတော့2024အထက်ကို ပို့ပြီးမြင်မာလာလာဖြစ်ပါတယ်။ဒါမျိုးသိတဲ့အထိမြို့ထဲကိုအထိကျွန်တော်တို့ဝင်ရောက်ပြီးတော့ကျွန်တော်တို့အာရှက်လိုက်ပြီးတော့ကျွန်တော်တို့ခြေတက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ဟာလည်းပဲကျွန်တော်တို့ဆုတ်ပြန့်ပြီးသားဖြစ်တယ်။သူတို့မှပါလာတဲ့လူတွေကိုဒါလည်းတင်တန်းဆင်းပြီးတော့သုံးလတင်တန်းဆင်းပြီးတော့ဆင်ထန်းထွက်လာတဲ့လူတွေဖြစ်လာတဲ့နေမြွှဲချွေမှုကအဆာပေါ့နော်ကျွန်တော်တို့စည်ရအတွေ့ကြုံတွေအဆာကျွန်တော်တို့ဘာမှမရှိတဲ့ဟာလေးရလို့ရတယ်။လာပြီးအသိခံတာနဲ့အတူတူပဲပေါ့နော်။မြေပြေထိုးစေးရကြတော့ကျွန်တော်တို့ဒီကောင်တွေမလွယ်တော့ဘူးဒီကောင်တွေ။လာတော့မြေဩဇာပဲဖြစ်မှာပါ။ ဆိုတော့ဒါကတော့ကျွန်တော်တို့တစ်ဖက်မှာလည်းပဲအာတိုက်ပွဲဝင်ပြီးတော့ဆစ်ဆစ်သွားမယ်တစ်ဖက်မှာလည်းပဲမွေးမြူပြီးရဲ့ဒီထက်ပို့ပြီးတော့ဆိုကျွန်တော်တို့လုံနိုင်အောင်ဒီထက်မြူသိမ့်တိုက်ပွဲအတွက်ကိုကျွန်တော်တို့ပို့ပြီးတော့လုံနိုင်အောင်တော့ဒါကျွန်တော်ဖျက်ရတော့တော့ဒီဇိုင်းမှန်မှန်ကျွန်တော်တို့ဆက်လက်ပြီးဆောင်ရွက်သွားမှာပေါ့နော်ဆိုပထမအနေနဲ့ဆရာရဲ့နာမည်နဲ့အဲတာဝန်ယူထားတဲ့အပိုင်းလေးကိုမိတ်ဆက်ပေးပါခင်ဗျာဟုတ်ဟုတ်ကဲ့ကျွန်တော်တော့ရဲဘော်စော်တော့ကိုဖြစ်ပါတယ်ကျွန်တော်တော့ဒီဒေါနာဆေချောင်းဒေါနာတိုင်ရေးပေါ့နော်ကျွန်တော်တို့ အဲခြေဆိုင်တဲ့ viewer 33 media မှာ viewer ဆက်စင်မှုတော်ပေါ်လဲကျွန်တော်တို့တွဲဖဲယူထားပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ဒီ viewer 33ဆိုတာလေဒီအမျိုးသားညီရေးဆိုရ NUG အောက်ကပဲလာပါလေအဲနည်းနည်းလေးရှင်းပြပေးလို့ရမလားဆရာဟုတ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ဒီပေါ့နော်ဒီ AUG MOD ကကျွန်တော်တို့ viewer Facebook ထဲမှာအရှိတဲ့ကျွန်တော်တို့ viewer 33ပေါ့နော်ဟောကျွန်တော်ကတော့ရခေရတော့ကျွန်တော်ဒီ donor ဆက်ကြွားအခြေစိုက်တာတော့ကျွန်တော်တို့ calculate ဖက်မှာပေါ့နော်ကျွန်တော်တို့ Google ဖက်မှာအဲ2021ခုနှစ်ကျွန်တော်တို့ဒီ9လပိုင်းနေပြီးအစပြီးရဆိုတာကျွန်တော်တို့အဲကျွန်တော်တို့အခြေခံစစ်တမ်းပေးပြီးရဆိုတာကျွန်တော်တို့6လပိုင်းမှာကျွန်တော်တို့ဒီစတင်ပြီးရဆိုတာဒါပထမဦးဆုံးပေါ့နော် PDF တိုင်းရေးတည်းဆိုပြောလို့ရပါတယ်ဘလို့သိဆိုင်လူကြီးနဲ့တွေ့တဲ့အခြားကြတော့အာတော်တော်ကိုရိုးရိုးရှင်းရှင်းပါကျွန်တော်တို့အလုံးဒီကျွန်တော်တို့သွားနေတဲ့ရီမတ်ချစ်တူတယ်လမ်းတူတာဖြစ်တဲ့အတွက်ကျွန်တော်တို့ okay ငါတို့စုကြမယ်တူတာဖြစ်တဲ့အတွက်ငါတို့ရဲ့ဘုံရီမတ်ချစ်ဖြစ်တဲ့အတွက်အဲ့လိုမျိုးစုကြမယ်ဆိုကျွန်တော်တိုင်ပင်ပြီးတနေတဲ့အတိုင်းခုလိုမျိုး ကျွန်တော်တို့စစ်စင်ရေးအရှိတ်ကိုပို့ပြီးရမိမိမမပါတော့ကျွန်တော်တို့လုံလောက်နိုင်တာကျွန်တော်တို့အခုတွေ့ရတဲ့မြေနဲ့အတိုက်ပါပဲခင်ဗျာဟုတ်ကဲ့ပါနောက်ထပ်တင်လို့မှာတော့ရခိုင်မျိုးသားဖွဲ့ချုပ် ULA အာခတ်တတော် A ရဲ့နိုင်ငံရေးမှူးတူဦးဖြစ်တဲ့ဦးလာစွာမေလာ9ရက်နေ့ညမှာကွယ်လွန်ခဲ့တာတော့အားလုံးသိရှိမှာဖြစ်ပါတယ်။ဘာရင်နိုင်ငံရေးသမားတူဦးဖြစ်သလိုရခိုင်မျိုးသားပါတီမူဝါဒရေးရာဦးဆောင်ကော်မတီဝင်လည်းဖြစ်တဲ့ဦးလာစွာရ အရင်ခိုက်တက်တော်အေးထင်းချုပ်ထားတဲ့နေမျိုးတစ်ခုမှာပဲလေကြောင်းကင်ဆာယောဂကုသနေခြင်းမှာပဲကိုလွန်ခဲ့တာဖြစ်ပါတယ်။ကိုလွန်တဲ့အချိန်မှာတော့အသက်80နှစ်ရှိဖြစ်ပါတယ်။ဦးလာစောဟာ2022ကစပြီး ULA ရဲ့ Beta 1တည်တာရဲ့နိုင်ငံရေးမှုဖြစ်တာဝန်ထမ်းဆောင်ခဲ့ကလက်ရှိကွယ်လွန်ခြင်းဒီပဲဖြစ်ပါတယ်။ AR ရခိုင်ပြည်နယ်ထဲမှာ Alpha, Beta, Nova ဆိုပြီးစစ်တေသတွေခွဲထားတာပါ။အဲ့ဒီတည်းမှာမှဦးလာစောဟာလည်း Beta 1စစ်တေသဖြစ်သတ်မှတ်ထားတဲ့မြောက်ဦးဒေသရဲ့နိုင်ငံရေးမှုဖြစ်တာဝန်ယူနေခဲ့တာဖြစ်ပါတယ်။ ငယ်စဉ်ကပညာထူးချွန်ခဲ့ဦးလာဆိုတာရန်ကုန်မြို့ RID စက်မှုတက္ကသိုလ်ကျောင်းသားဖြစ်ပါတယ်နိုင်ငံရေးမှာပါဝင်လို့ရှာခဲ့တာကြောင့်သူဟာ1969ခုနှစ်မှာနှစ်နှစ်ကျောင်းထုတ်ခံခဲ့ရပြီး1985ခုနှစ်မှာနိုင်ငံရေးလို့ရှာမှုနဲ့စစ်ခုံရုံးကနေထောင်ဒဏ်၉နှစ်ချမှတ်ခဲ့ခံရတယ်1988ခုနှစ်လူမှုရေးတော်မှာလည်းထောင်ဒဏ်၁၄နှစ်ချမှတ်ခံခဲ့ရပြီးဖြစ်ပါတယ်ဦးလာဆိုတာလူတန်းစားရေးနဲ့မျိုးသားရေးကိုမြင့်မြတ်တက်ရည်တည်သွားတဲ့နိုင်ငံရေးသမားဖြစ်တယ်လို့သူ့ရဲ့မိတ်ဆွေနိုင်ငံရေးလေးတဲ့တုံးတူတူတွေကလည်းမှတ်ချက်ပြုထားတာလည်းတွေ့ရှိရပါတယ်အဲဒီကိုဆွေးနွေးဖို့လို့ platform ရှိတယ်ကျွန်တော်နိုင်ငံရေး platform ရှိတယ် ပင်လုံးကြီးလက်ခံကြီးရှိတယ်ပင်လုံးကြီးလက်ခံကြီးဟာကျွန်တော်တို့2018ကျွန်တော်တို့ဂျွန်မာဂျွန်ဂျလိုက်မှာလုတ်ခဲ့တယ်ဒီဇင်ဘာမှာလုတ်လာမလုံးနိုင်ဘူးနော်အခုလည်းမလုံးနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကဒီမိုကရေစီပေါင်းကျင်းလာရင်စစ်ပေါင်းကျဲလာမှာပဲစစ်ပေါင်းကျင်းရင်ဒီမိုကရေစီပေါင်းကျဲလာလိမ့်မယ်အဲ့ဒါကို balance လုပ်ဖို့အတွက်ဘယ်သူမှတာဝန်ရှိတယ်လဲအဲ့တော့အဲ့လိုလာမယ်ဘယ်သူမှတာဝန်ရှိတယ်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတခုရှိတယ်အကုန်လုံးမှတာဝန်ရှိတယ်လို့ပြောတယ် ဲ့တော့တမနာမှာတာဝန်ရှိတာနဲ့ကစိုးရရောက်နေတဲ့အဖွဲ့ကြီးမှာတာဝန်ရှိတာတူမလားဟုတ်တယ်လေအဲ့တော့တာဝန်ရှိဆုံးဟာအားရှိတဲ့အင်အားကြီးတဲ့လူဟာတဖို့သားကြည့်ရမယ်လူပညာရှင်တွေဘလောက်ပဲသူဆောင်ကောင်းကောင်းမင်းအောင်နိုင်ကိုတော့မမီတာဟာဒီမှာလက်တွေ့ကိုမြင်နေရတာဖြစ်ပါတယ်မင်းအောင်နိုင်အနေနဲ့အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံစလုံး အိမ့်သိမ့်သိမ့်သိမ့်ဆောင်ရွက်ကြရတဲ့အရသာပြစ်မှတ်တွေကိုအဓိကထားပြီးကာကွယ်ဖို့မင်းအောင်လှိုင်ကနေပြီးတိုက်တွန်းပြောဆိုလိုက်တာကိုသိရပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်မှာလက်ရှိဖြစ်ပွားနေသောအခြေအနေကြောင့်နှစ်ဖက်အပြစ်ခတ်တွေရှိနေပေမဲ့လည်းအဓိကအားဖြင့်တော့အရသာပြစ်မှတ်တွေကိုထိခိုက်မှုမရှိအောင်အထူးပဲသတိထားပြီးတော့နိုင်ငံခေါင်းဆောင်များအနေဖြင့်ဆောင်ရွက်ကြဖို့လူချောင်းဟာအရေးကြီးတယ်ဆိုပြီးတော့လည်းမင်းအောင်လှိုင်ကတိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ပြင်းပြင်းနဲ့ဗန်မော်မျိုးသိမ်းတိုက်ပွဲတွင်ဟမ်းမိခဲ့တဲ့စစ်ကောင်စီရဲ့ တပ်မီသားစုဝင်များပါဝင်တဲ့အုံပန်း160ကျော်ကိုတိုက်ပွဲဖြစ်ပွားရာမြို့တွင်မှမြို့ပြင်နေရာကိုခေါ်ထုတ်နိုင်ပြီလို့ပြင်ပနယ်ဒေတာတွင်စီရင်မြေကနေပြီးထုတ်ပြန်ထားပါတယ်။ဧပြီလ25ရက်နေ့မှာအမတ်နစ်တီစစ်စင်ရေးကိုကဲမှုဌာနချုပ်ပေါဝင်ဗန်မော်မြို့မှာရှိတဲ့စစ်ကောင်စီလက်ကျန်တရင်နေရာများကို KIA မဟာမိတ်ပူးပေါင်းတများကထိုးစစ်ဆင်ခဲ့မှာတော့ဧပြီလ29ရက်နေ့မှာတပ်မီသားစုများပေါဝင်တဲ့တုံပန်းတွေကိုဖမ်းမိခဲ့တာလို့ဆိုပါတယ်။ဗန်မော်မြို့ညောင်မင်ရက်မှာဧပြီလ29ရက်နေ့ကလက်နက်ချတဲ့စစ်ကောင်စီရဲ့တပ်မီသားစုနဲ့ရဲဘော်ရဲမေ160ကျော်ကို မျိုးပြင်ခေါ်ထုတ်ပြီးစီးပြီဖြစ်တယ်လို့လည်းသိရပါဗျ။ AI နဲ့ပူးပေါင်းတက်တရားတက်ကကနှစ်တက်တွင်းဆက်လက်တိုက်ပွဲတွေလည်းဝင်နေကြောင်းအသိပေးထားတာတွေ့ရှိရပါဗျ။အဲဒေါ်လန်ကြီးအဲ့ဒီအနည်းနဲ့ကတော့ခွေးတွေကိုလည်းတိုက်ရစစ်ခွေးတွေလည်းပြန်ကယ်နေရတဲ့ခြေနေကတော့တကယ်ကိုပဲအေဂျင့်နဲ့ချက်နဲ့ရောက်နေတဲ့အနေထားပါပဲ။နောက်ထပ်သတင်းတွေမှာတော့မင်းအွန်လိုင်းတယောက်ရုရှားကိုတွားနေပြီနဲ့ပဲစစ်ကောင်စီကတော့ဘုံကျက်မှုကိုနှစ်ဆအရှိန်မြင့်ပြုလုပ်နေကြောင်းသိရှိရပါတယ်။ယာယီပြည်ရဲ့ကြီးညာထားပြီးအာနာသိန်းကောင်းဆောင်ရုရှားနိုင်ငံကိုတွားရောက်နေပြီမဲ့စစ်ကောင်စီကမင်းညက်ညက်ကညပိုင်းမှာတော့ အေယာဝတီတိုင်းလေးမြန္နာမြို့နယ်မကွေးတိုင်းရန်ကောမြို့နယ်ချင်းပြည်နယ်မင်းတပ်မြို့နယ်စတဲ့နေရာတွေကိုဒီကြောင်းကနေဆက်လက်ပုံကျက်ခဲ့ပြီးရဲသားထိခိုက်ဒေဆုံးမှုတွေလည်းရှိပါတယ်။တရဦးလေးစစ်ကောင်စီလေတပ်ဟာတက်လာတဲ့ Jet Fighter 20ရာမနီယညာ၈နာရီခွဲမှာဂံကောမြို့နယ်ကိုပုံကျက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ထိခိုက်မှုကိုတော့မသိရသေးပဲဒီကြောင်းကနေထက်မှန်ပုံကျက်နိုင်လို့ဒေသခံပြည်သူများလုံခြုံတဲ့နေရာမှာနေထိုင်ကြဖို့ပေါ့မြို့နယ်မြောက်ပိုင်းကျေးလက်ဒေသကာကွယ်ရေးတပ်ဖွဲ့ကအသိပေးထားပါတယ်။မင်းတပ်မြို့ကိုလည်း တောပိုင်းတနအီကျော်မှာဘုံနှလုံးကျေချခဲ့ပြီးနေ့လယ်2နာရီ40မိနစ်ဝန်းကျင်မှာလဲ Jet Fighter နဲ့တက်မှန်ဘုံကျတခဲ့ခဲ့လို့အစိုးရအဆောက်အုံနဲ့ဝင်တန်းအင်အားတွေထိခိုက်ပျက်စီးပြီးအရသာပြည်သူအသက်ဆုံးရှုံးမှုများရှိတယ်လို့လဲမင်းတက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေပြီးထုတ်ပြန်တာပါတယ်။အိုက်ခတ်ကျတော့အေးအေးနဲ့ပူပေါင်းတက်တွေနဲ့စစ်ကောင်စီတို့စည်ရေးကျင်းမာနေတဲ့လေးမျက်နှာမျိုးပန်းတော်ကြီးရွာကိုလဲမရေရညာ10နာရီခန့်မှာဒီကျောင်းကနေဘုံကျသွားကြောင်းဒေသခံတွေကပြောထားပါတယ်။ခင်ဗျာဖျက်သိဖြစ်ဖို့များတယ်ဗျ။ကျွန်တော်တရားဆွဲပြီဆိုတဲ့ဟိုက ဒီတစ်ဖက်ပေါ့နော်ဒီအဲအဓိကဖြစ်တာတော့ဒီမင်းသားကြီးပေါ့မင်းသူကိုသူမင်းသားကြီးလို့နာမည်ပေါ့သူနာမည်အောင်ဆန်းဦးပေါ့နော်ဒီကောင်ကယောက်ျားချင်းမနိုင်တဲ့အချိန်ကြတော့တော့မိန်းမတယောက်ကိုသူကဟိုကတုံးလိုက်တယ်အဲ့ဒီမိန်းမကလည်းဘယ်လိုလဲဒီမုံမိုးကိုင်ဆိုတာလဲဘယ်လိုလဲဆိုတာလဲဒါကအမျိုးသားကြီးလောကထဲမှာရောတိုင်းပြည်နိုင်ငံလူမျိုးတွေမှာရောသူတို့သိကြတယ်ဒါဒီနေ့မို့လို့ကျွန်တော်နာမည်ပြောတာဟုတ်ပါတယ်နော်ကျွန်တော်ရဲ့ကျွန်တော်ချစ်တဲ့လူတွေစိုးရင်နေမှာဆိုလို့အဲ့တော့ဟိုပြောချင်တာ အဲ့မင်းသားရနေပြီးတော့မှကျွန်တော်အရင်စတိုက်ခိုက်လာတာအဲတိုက်ခိုက်လာရင်လည်းကျွန်တော် PDF မင်းတို့ဒေါ်လိုင်းဘက်ကတော့စိုးရိမ်နေကြတယ်ထောင်ထဲမှာဆိုရင်မင်းအသက်ရှင်နေဦးမှာဆိုလို့ပြင်မာတာဆိုရင်မင်းဘယ်ချိန်ကြွမှလဲဆိုစောင့်နေကြတာတဲ့အာဘီတို့ကျွန်တော်ဒီမှာ MDY PDF ဘာလို့ညာတို့ကနေပြီးတော့မှဒီပုခိုင်ဆိုတဲ့အမျိုးသမီးကိုသူကတဲပြီးတော့မှအခုတရားဆွဲခိုင်းတာအဲဆွဲခိုင်းတာပြဿနာမရှိပါဘူးเนาะ66ကကြီးပဲလေเนาะဆွဲပေါ့ဆွဲ နော်အဲ့တော့ကျတော့ကျွန်တော်ကလည်းအဲ့ဒီတောင်တကုံကရေစကန်ဟိုဟာလေးပေါ့နော်ဟိုဟာလေးရေတွေပေါ့နော်ဟိုဒီသက်ဆိုင်ရာရေတွေပေါ့ရေတွေကျွန်တော်ကျွန်တော်ရဲ့အမှုကိုကင်မဲ့အမှုစစ်တွေရေစကန်မှုတွေဖုံးဆက်လာမဲ့အချိန်လေးကိုကျွန်တော်ဖုံးစိမ့်မကင်တဲ့ဘူးတကယ်လို့တောင်တကုံရေစကန်နဲ့အမှုစစ်တွေကနေပြီးတော့မှကျွန်တော်ကိုတိုက်ရိုက်ဖုံးဆက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တကယ်လို့ဖုံးမကင်ဖြစ်ခဲ့ရင်ကျွန်တော်မက်ဆေ့လေးတစ်ချက်တော့ပို့ပေးပါခင်ဗျာ ကျွန်တော်ဥပဒေကိုလိုက်နာသောအားဖြင့်ကျွန်တော်ကိုယ်တိုင်ပြန်ဆက်ပြီးတော့မှကျွန်တော်ကကိုယ်ပိုင်ကားရှိတဲ့အတွက်ကျွန်တော်ချက်ချင်းရောက်အောင်လာခဲ့ပါမယ်ရန်ကုန်နဲ့ပြည်ဦးလင်းကကျွန်တော်တို့မောင်းရရင်ဆယ်နာရီပေါ့နော်မောင်းရအဲဆယ်နာရီအတွင်းလေးတော့ကျွန်တော်ဆောင်ပေးပါနော်ကျွန်တော်ရောက်အောင်လာခဲ့ပါမယ်ကျွန်တော်အဲ့ဒါတော့ခရီးပေးပါတယ်နော်ခရီးပေးပါတယ်အဲ့တော့ဟိုကျွန်တော်ရဲ့ညီကိုမောင်နှမတွေအားလုံးကျွန်တော်ဒီနေ့၈ရက်၅လပေါ့နော်ဒီ2025မှာကျွန်တော်ရလိုက်တဲ့မမူးမူးခံရဲ့မွေးနေ့လက်ဆောင်ပေါ့ อืมเนี่ยมะมุกไก่เนี่ยมวยดิเล่นซองเลยยาไล่ตาเปาะเลยเปาะเลยเนาะมุมุกไก่ဆိုတော့လည်းသူကจาตาပြီးတမိဖြစ်มาပေါ့ကျွန်တော်လည်းจาตาပြီးသားပဲเนาะကျွန်တော်ကจาตาပြီးသားเนาะအဲ့တော့เปาะเลยเปาะเปาะတာပေါ့ပြောတာပေါ့အခြေရောမကြခင်တော့ငါးမင်းဆွေနောက်ကိုလိုက်မယ်ငါးမင်းဆွေလည်းအဲ့လိုပဲပြောပြီးတော့နောက်ဆုံးတော့မင်းတို့အပအမျိုးဆွဲသွားတာပါသွားတာပဲအဆုံးတစ်ခုတင်ပြချင်တာကဒီကိုစောဘိုးရင်6ယောက်ကာကြီးနဲ့အမှုဖို့ခံလာရတော့သိရတယ်အဲ့တော့6ယောက်ကာကြီးကကျွန်တော်ဒီဆက်သွယ်ပုံမှာလည်းဖြစ်တယ် ဖွင့်တာကကျွန်တော်ဒီရန်ကုန်တိုင်းဒေသကြီးတောင်တုံးကမှဖွင့်တာအဲ့တော့ဒီရန်ကုန်မှာနေတဲ့ဒီဒီအမျိုးသမီးတယောက်ကဖွင့်တယ်ပေါ့ဗျာအဲ့တော့ဖွင့်တဲ့လူကိုဖွင့်တဲ့လူနဲ့ပတ်သက်ပြီးတော့သူကမှန်တယ်သူကမားတယ်ဒီပေါ်မှာကျွန်တော်ဆွေးနွေးသွားမှာမဟုတ်ပါဘူးအဲ့တော့မားချင်းမှန်ချင်းကလည်းဒါသူသူဥရိယာသူဆုံးပြမဲ့ကိစ္စလည်းဖြစ်တယ်ဥရိယာသွားမဲ့ကိစ္စလည်းဖြစ်တယ်ဒီပေါ်မှာတော့ကျွန်တော်မဆွေးနွေးလို့ပါဘူးအဲ့တော့ဖွင့်တဲ့လူကမားသည်ပဲဖြစ်စေဖွင့်တဲ့လူကမှန်သည်ပဲဖြစ်စေဒါကကျွန်တော်ရဲ့ကိစ္စလည်းမဟုတ်ပါဘူးအဲ့တော့ထပ်ပြီးတော့ကျွန်တော်တို့ဒီကိုစိုးဝင်းကပြောပါတယ်သူလည်းအဲသူလည်းဒီနှစ်ယောက်ကိုလူပုဂ္ဂိုလ်နဲ့ကိုသူလည်းအမှုဖွင့်မယ်လို့ပြောတယ်ဗျာ သူကတော့ကျွန်တော်အဲ့လိုပြောပါတယ်သူလည်းဒီညသို့မဟုတ်မနေ့ပြန်လာမှသူအမှုပုံမယ်လို့ပြောတယ်ဒါတော့ကျွန်တော်တို့ဒီကုစုပ်ပွင့်ကြီးနဲ့ပတ်သက်တဲ့အခြေအနေပေါ့ဗျာတချို့ကကျွန်တော်လက်လက်မိကြလို့အခုဆိုပွင့်အမှုပွင့်ခံတာဟုတ်လားဆိုတော့ကျွန်တော်တို့လည်းကျွန်တော်မိတ်ဆွေတွေမိတ်ဆွေတွေကပို့တော့ကျွန်တော်လည်းကြည့်လိုက်တော့ဟုတ်တယ်လို့ဟုတ်တယ်လို့ကျွန်တော်သိရတယ်အမှုဖွင့်ခံတော့ဟုတ်တယ်ဟုတ်တယ် အဲ့ဒါမှန်တယ်အဲ့တော့ဒီပုံမှာကျွန်တော်မိတ်ဆွေကကျွန်တော်ခမားထင်မြင်ချက်ပေးပါဆိုတော့ကျွန်တော်ဒီပုံမှာထင်မြင်ချက်ပေးမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒါကကျွန်တော်တို့ဒီတရားရုံးကိစ္စလည်းဖြစ်တယ်။ဒါကကျွန်တော်တို့ဒီသွေးဥရေယာသွားမယ်ကိစ္စလည်းဖြစ်တယ်။ဒီပုံမှာကျွန်တော်မှားတယ်မှန်တယ်ကျွန်တော်မပြောလို့ပါဘူး။ထပ်ပြီးတော့ကျွန်တော်ကိုစိုးဘုန်းကြီးကလည်းအဲဒီလူပုဂ္ဂိုလ်နှစ်ယောက်ကိုထပ်ပြီးတော့ကျွန်တော်တို့ဒီအမှုဖွင့်မယ်လို့ပြောတယ်။ဒီပုံမှာကျွန်တော်နှစ်ဖက်စလုံးကဘယ်သူကမှန်တယ်ဘယ်သူကမှားတယ်ဒီပုံမှာတော့ကျွန်တော်မပြောလို့ပါဘူးမဆွေးနွေးလို့ပါဘူး။အားလုံးကျေးဇူးတင်ပါတယ်။ အဝိရိယလည်းရှုံးနေတဲ့အခါမှာတော့ဘောမနေမှလည်းလှုပ်စရာမရှိတော့တယောက်တော့ပြန်ပြီးပတ်ပြီးဆွဲနေကြတာတွေ့ရပါတယ်။ကြည့်ပါပြောမင်းတို့ကောင်တွေကိုယ်လုံးထဲရောက်တော့လည်းအေးတာပဲကွာ။ညာလည်းအမှတ်မရှိဘူး။ဘာဖြစ်လို့လဲဆိုဒီလောက်ငြိမ်းချမ်းရေးပါညာပဲတက်ကရှော့ပြီးတကြံတတွင်းလုံးလဲဆိုတော့ဘုံရင်ကြောင်းရောခရစ်စတန်ကြောင်းရောဘာမှမရှောင်ဘူးအကုန်လုံးကျဲတာနော်။သာလေးရေးပြီးအစ္စလမ်ကြောင်းထိတ်ကိုဗလီထိတ်ကိုဒါရောက်ပါစေမရေးတာပဲရှိတယ်။အကုန်လုံးပြစ်ချမှာတော့အကုန်လုံးခရစ်စတန်ဘုံရင်တွေလည်းဒီရက်တွင်ပြောင်းလဲတော်မူတာပဲသေတာပဲ။မြန်မာဘုံရင်တွေ ဗုဒ္ဓဘာသာဘုန်းကြီးနဲ့အများဆုံးတောင်းတန်နေနော်သာသနာပြုမင်းကြီးဆိုပြီးတော့ဟိုကတော့ပြုလာတယ်မပြုလာရင်နားမလည်ဘူးကျမ်းလာရက်ရက်ဆက်တာအဲ့တော့တခါတစ်ချိန်စဉ်းစားမိတယ်ကိုယ်ကွယ်မှုနဲ့စီကတ်မှုကမားနေတယ်သူတော်ကောင်းကသူရောက်မှာကိုစီကတ်တယ်လို့ခံစားရတယ်အဲ့တော့သူရောက်မှာကိုဆိုတာစီကတ်တော့ဒီကောင်ကလှုပ်ပြီပေါ့ဒါပဲဒါကိုယ်စကားနဲ့ကိုပြန်ချုံရင်နိုင်ငံနိုင်ငံဒုက္ခအပြည့်ဆုံးအာနာရှင်နမတ်နဲ့အနုပညာရှင်ပြောပြီးပါလူလာတဏ္ဍာကတော့လူလာတဏ္ဍာလောက်လေး နေနေလို့မရအောင်အရှိကိုကြည့်ရမှာလေအများဆုံးအမှုပညာရှင်ကသက်ကတက်ကပြောခဲ့သလိုပြည်သူလူထုဘက်မှာမရှိပါဘူးသူတို့ရဲ့အတ္တအကျိုးစီးပွားကိုရှိတာရှိတဲ့အမှုပညာရှင်ကိုအချိန်ရရင်တိုင်းတိုင်းတိုင်းတော့နာမည်ရွတ်ပြလိုက်လို့ရတယ်နောက်ဆုံးကြတော့လေဟိုအရေးပြပြီးတော့နောက်မှာဒုက္ခပြီးတာပဲเนาะ88တရားနေအခုချိန်ထိเนาะအာနာရှင်ဒီအကယ်ဒမီရကျင်လို့မြေခွက်ရကျင်လို့ဟိုအကုန်စကျင်လို့ဒီဒါကြောင့်စ조사အထုတ်ခဲ့တာညာပါအဟိုလူတာလေးကြည့်ပြီးရှင်မရလူတိုင်းမလို့ဆိုတော့ကျေးဇူးတင်ပါတယ်ဝမ်းသာပါတယ်လူတဲ့လူတွေမပါဘူးเนาะပြည်သူလူထုကြည့်အောင်ပြောလိုက်အောင်မယ် ်နောက်ဆုံးဘာသာရေးအဖွဲ့အစည်းဆရာတော်တွေကိုပြောနေတာမဟုတ်ဆရာတော်တွေကြောင့်အများကြီးချမ်းသာရရတာတွေတွေ့တယ်ဆရာတော်ပြောဘာသာရေးအဖွဲ့အစည်းတကယ်နေလန်းကလာဖြစ်လာရင်လူလူရှိမှာဘာမှမတွေ့ခဲ့ကိုအများစုမြန်မာနိုင်ငံဗုဒ္ဓဘာသာမလို့ဗုဒ္ဓဘာသာရွှေတော်ထေရှန်ဘုံရောအစ္စလမ်ဘုံရောဟိန္ဒူဘုံရောဘာညာရောဘယ်မှာရဲရဲဝံ့ရှေ့ရနေသူတို့ပြည်သူလူလူရှိရနေကာဝယ်တာရှိလို့လေဒုက္ခအပေးဆုံးတွေကိုပြောတာနော်အခုကိုယ်ပဲမှုတွေကမှားနေတယ် ကိုကိုွယ်ဘူးတွေမှာတော့လေဘေးတွေကတွေ့နေရတာဗာဆီလီကွန်ကိုကိုွယ်လို့ကိုကိုွယ်ဟိုအယူမမသိအမူမမသိနှကားမမသိအကုန်ဘာရီပောက်ခွေရရှောက်ကိုကိုွယ်နေအဲ့တော့တကယ်ယရနာအစစ်အနစ်တို့ပဲဘာသာတိုင်းမှာငိမ့်ညံ့တဲ့ဟာတွေရှိတာကိုငိမ့်ညံ့တဲ့ဟာတွေကိုမကိုကိုွယ်ပဲနဲ့မငိမ့်ညံ့ခြင်းတရားတွေကိုအားထားရအနေနဲ့တွားလို့တော့အကုန်လုံးကပောက်ကမဖြစ်ပြီးတော့တိုင်းပြည်ကဟိုဒုက္ခပေါ့ဒုက္ခဆင့် နဲ့ဖြစ်သွားတယ်ဆိုတဲ့အရာတွေကိုလည်းမြင်ရတွေ့ရတဲ့အတွက်တကယ်မဲ့အမတန်မှအားမလို့အားမရဖြစ်ရတယ်ပေါ့နော်နောက်တခါ educate ကိုတွေလည်းပညာတတ်မဟုတ်ဘူးစရရပြောခဲ့တယ်ပညာမတတ်ဘူးပြောခဲ့ပြီမဲ့ဘုံဥဒ္ဓမသင်လိုက်တဲ့စောင်းပါလေးကိုသွားဖတ်ပြီးသုံးသပ်မိလိုက်တာမြန်မာနိုင်ငံမှာဆယ်ရန်းအောင်လို့ရှိရင်အဆင့်30ကျွဲသွားတယ်အမတ်အများဆုံးနေရာဒေါက်တာ line တို့ engineer line တို့ရောက်သွားတယ်ဟာလားအမတ်အလဲအလဲလောက်ကကြတော့ဒေါ်စိန်အေးကျောင်းနော်ဟိုစစ်တပ်ကတူတွေပါတယ်ရောက်သွားတယ်ပေါ့ထားပါတော့ရိုးရိုးအောင်လောက်ကတော့ ။ဘာဖြစ်လဲဆိုနောက်ဆုံးနက္ခရောဖြစ်အဲဘေးရင်ဆရာဖြစ်အစာရှိစီပြီးအုံဖွားတွေဖြစ်ကုန်တော့။အဲကာလာတခုရလို့တောင်းနေစင်းပြီဆိုဘာဖြစ်လဲ။အဲ့ဒီဒေါက်တာတွေအင်ဂျင်နီယာတွေကခုနဒေါ်စေးကျောင်းစင်းဘုံမှုဘုံကြီးတွေရဲ့ကွန်ထရိုးအောက်ကိုရောက်ကုန်တာ။နော်နိုင်ငံရဲ့ပညာရေးစနစ်နဲ့သွားတဲ့ဟာတွေ။အဲခုနဒီပညာတတ်တွေကိုရဲ့အထက်ကိုရောက်နေတဲ့အလားဒေါ်စေးကျောင်းစင်းဆိုကြပါစို့အရာရှိအရာခံဘုံကြီးဘုံမှုတွေဘယ်ရောက်ကုန်လဲဆိုတော့ခုနကတော့ပုံပွားဘူးတော့ တကယ်ဘာမှမသိညာမှမသိဟိုလိုက်ပြလွတ်မတက်ပူပန်းနေတဲ့ဟာတွေကိုသွားကိုးွယ်ကြတာဒါမျိုးတွေလည်းစင်ရင်သိတယ်ပညာဆိုတာအကြောင်းအကျိုးအကောင်းဆုံးကိုသိရမှာဒါကြောင့်မလို့ဘုံမလို့ဒုက္ခတွေတော်တယ်မှာဒုက္ခတွေအကြောင်းတွေကိုပြောနေရတာတကယ်တမ်းဖြစ်လာလို့ရှိရင်ကိုကိုကိုပဲစိတ်နှလုံးချမ်းမြေ့နိုင်အောင်ကြိုးစားအားထုတ်အောင်မှာဖြစ်တယ်ဆိုတော့အကြောင်းနဲ့အခုတနိုင်ငံလုံး နိုင်ငံရဲ့ထောက်ဝါလောက်ရေလူးကုန်တာနော်။ရရင်ဘေးဒဏ်ရေဘေးဒဏ်မဖြစ်ခင်တည်းကစစ်ဘေးရှောင်ကြောင်ဒုက္ခရောက်နေတဲ့လူကြီးဟာငါးတန်းကျော်ရှိနေတာအခုဆိုရင်ဘလို့သွားတွေးမလဲ။စဉ်းစားကြရရင်အများကြီးတအားလူပြနေတဲ့လူတွေရောတအားကူညီနေတဲ့လူတွေရောကစစ်ဘေးရှောင်နေရတဲ့လူသားတွေမဟုတ်ဘူးလား။အာမျိုးတွေကိုပတ်ပေါင်းသွားထောက်ပြတော့အတော့ဘုံပြန်မခံမခံကြဘူးတော့ပြန်တော့ပြောတဲ့လူကအပြစ်ဖြစ်တယ်ဆိုတော့အဲ့တော့အပြစ်ပြောရင်ပြောမပြောရင်တအူးသိလို့တအူးစင်နေတယ်တအူးရှိ ရိုးရှိမယ်ဆိုတော့စာနာနဲ့ထုတ်ပေါ်ပြောရတာတော့ကိုတကယ်လို့ဒေဂူဘုံပဲဖြစ်စေဓမ္မမေတ္တာဆရာတော်ပဲဖြစ်စေကိုပတ်ဝင်းရှင်ကိုအနေဒါတခုမှမှန်ကန်တဲ့ယက်တီမှုမရှိဘူးမှန်ကန်တဲ့အကျင့်တရားမရှိဘူးဆိုလို့ရှိရင်မေတ္တာပို့စရာမလိုပါဘူးဒေဂူဘုံမြန်မြန်သိပါစေဆိုပြီးမေတ္တာပို့စရာမလိုဘူးသိမှာနော်အဲ့တော့ပြောချင်တာကဒီအာနာရှင်လက်အောက်မှာဖြစ်နေတဲ့ငရင်ဘေးတွေရေဘေးတွေခံစားနေရတဲ့ကြားထဲမှာဒီစနစ်ဇိုးတွေကနေအများဆုံးလွတ်မြောက်ရှင်တော့ခေါင်းဆောင်ကောင်းလိုပါတယ် ခေါင်းဆောင်ကောင်းလိုတဲ့နေရာမှာလဲဒီစကားတော့ခေါင်းနဲ့ထည့်နေတယ်အဲ့ကောင်ကရုပ်မှာဘူးပဲအဲ့ကောင်ကတတ်ဖို့ပဲလူတွေဟာဖတ်ဒရန်နဲ့လူချင်းဖတ်ဒရန်နဲ့တန်တဲ့အစိုးရကိုရမယ်ဒီမိုကရေစီနဲ့လူချင်းဒီမိုကရေစီနဲ့တန်တဲ့အလူအစိုးရကိုရမယ်အခုအာနာရှင်နဲ့တန်တာလူချင်းတော့အာနာရှင်ဇိုက်ပဲဘသူဘာပြောပြောမတိမုံမတိမလိမ္မာနဲ့ဒုက္ခတွေကြောင်းနေကြပါလေအဲ့တော့ဒီဒုက္ခတွေတော်တွေကနေလွတ်မြောက်နိုင်အောင်ကဲတင်ညာညာပါသေးတော်လာအစိုးရလည်းပြည်သူလူထုကိုစောင့်ရှောက်နိုင်ပါစေစကားဘုံဘုံပြောခဲ့သလိုခွေဝဲစား လူအစိုးရမျိုးခွဲဝဲသားဝင်ကြီးတွေလို့ခွဲဝဲသား PDF တွေလို့မဖြစ်စေနဲ့လို့ပြောကြရင်